ခတ်တာပါ DVO မြန်တန်ကြားရဲ့နေ့လယ်နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်အရခတ်တတော်အေအေထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာငှက်ဖျားယောဂါတွေဖြစ်ပွားနေပြီးတိစုံမှုတချို့လည်းရှိလာတယ်လို့ကျန်းမာရေးဌာနနဲ့နှိဇက်သူတွေစီကသိရပါဗျာ။ အေးထင်းချုပ်ထားတဲ့ပလက်ဝါကြောက်တော်မြောက်ဦးအပါဝင်မြို့နယ်အများအပြားမှာနှက်ဖျားယောဂါတွေဖြစ်ပွားနေပြီးတိစုံသူ၂ယောက်နဲ့အထက်ရှိသလိုယောဂါဖြစ်ပွားသူလည်း၄၀၀ထက်မနည်းရှိတယ်လို့ဆိုပါတယ်ငှက်ဖျားကမြို့နယ်တိုင်းလိုလိုမှာဖြစ်နေပြီးအိန္ဒိယဘက်ကလာတဲ့ကုန်သွယ်တွေနဲ့ခြေလက်နေပြည်သူတွေမှာပိုပြီးဖြစ်များနေက ေးုံစေးကန်းကိုဆော့ဆော့ရောက်လာရင်စေးကူတာပေးလို့ရတယ်လို့အရခပြည်သူ့ကျန်းမာရေးဌာနနဲ့ဤဇက်သူကပြောပါရယ်တောက်တော်မျိုးနဲ့တင်းမကြီးွာကအသက်16နှစ်ရွယ်ကြောင်းသူတယောက်နဲ့ လဝမြို့နယ်တဲကုန်းကြီးရွာကအသက်30ကျော်ရွယ်ကျောင်းဆရာတယောက်တို့အခုမေလထဲမှာငှက်ဖျားရောဂါဖြစ်ပြီးဆုံးသွားခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့ရခိုင်ကမြို့ရွာတွေမှာငှက်ဖျားရောဂါကျူးတင်ကွယ်ဆေးတွေဖြန့်နေပြီးငှက်ဖျားအနေနဲ့ဟာစိုးရိမ်စရာကောင်းတဲ့အတွက်သတိထားဖို့လိုအပ်တယ်လို့အရကပြည်သူ့ဂျမ်းမာရေးဌာနကသတိပေးထားပါတယ်ရှင်။ တလီတိုင်းတောင်တာမြို့နယ်မှာစစ်ကောင်စီလက်အောက်ခံတွေကအာဓမဖမ်းဆီးထားတဲ့နိုင်ငံရေးအကြံသားအမျိုးသားတယောက်ကိုစစ်ကူပို့ပေးတဲ့ကားမောင်းခိုင်းတာကနေတိုက်ပွဲတွင်ပြစ်ခတ်ခံရတာတိဆုံးသွားခဲ့လို့နှိစက်သူတွေစီကသိရပါဗျ။တောင်တာရေးစခန်းမှာ PDF ထောက်ပို့လုပ်နေရဆိုပြီးမတရားဖမ်းဆီးခံထားတဲ့ကိုကိုမောင်ဆိုတဲ့အချုပ်သားကို ့ရွာဘက်ကိုစစ်ကူပို့ဖို့ကားတင်းမောင်းခိုင်းတာဖြစ်ပြီးလမ်းမှာတိုက်ပွဲဖြစ်တဲ့အချိန်ကားပေါ်ကစင်ပြေထိသွားတာလို့တောင်သားချေဆိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တယောက်ကပြောပြပါဗျ။အဲ့ဒီတိုက်ပွဲဟာတောင်တာမြို့နယ်ကဝဲလောင်ကြီးရွာအရှိတ်ဘက်စီမီခန်တားမှာမေလ29ရက်နေ့ညပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးနိုင်ချင်းကိုကိုမောင်ကိုစစ်ကောင်စီတပ်ကလူသားတိုင်းပြည့်အုံချခဲ့တာလို့ဆိုပါရယ် ယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမေလ28ရက်နေ့မနက်ပိုင်းမှာဝဲလောင်ရွာအရှိဘတ်ရွာတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်တောင်းနဲ့ပူးပေါင်းသွားပြီးကျေးရွာတွေကိုဆက်လက်စစ်ကြောင်းထိုးဝင်ရောက်နေစေလို့သိရပါတယ်ရှင်ဆရာနာသိမ်းပြီးရဲ့နောက်ပိုင်းအခြေခံလူဒန်းစားတွေရဲ့ဝင်ငွေနဲ့ထွက်ငွေမမျှတာတဲ့အထိအခြေခံကုန်စည်နှုန်းတွေဟာတရိပ်ရိပ်မြင့် တက်လာနေပါတယ်။တဖက်မှာလည်းအခြေခံလောကလစာတွေတိုးတောင်းနေပေမဲ့အခြေခံကုန်စည်နှုန်းတွေတက်လာပါကိုလည်းစိုးရိမ်နေကြပါတယ်။ဝဝေတည်ပေးပို့ထားပါတယ်ရှင်။ဆရာနာတိမ်မီနာပိုင်းကလေးကစီးပွားရေးကြဆင်မှုတွေနဲ့တူမြန်မာနိုင်ငံမှာအဆမတန်မြင့်တက်နေတဲ့အခြေခံကုန်စည်နှုန်းတွေကြောင့် အခြေခံလူဒန်းစားတွေရဲ့ဝင်ငွေထွက်ငွေများများတောင်းမှုတွေကြုံနေရပါတယ်။အခြေခံလူဒန်းစားတယောက်ရဲ့တရက်ဝင်ငွေကစက်ငွေတထောင်မပြည့်ပေမဲ့မိသားစုတစုအတွက်တရက်ကုန်ကျစရိတ်ကတော့အနည်းဆုံးတထောင်နဲ့အထက်မှာရှိနေတာဖြစ်ပါတယ်။တရက်ဝင်ငွေတထောင်ပြည့်ဖို့စ조사ရှောက်ဖွေနေရတဲ့ရင်မောင်းတယောက်ရဲ့အိမ်လုံးရှင်မကတော့ဝင်ငွေထွက်ငွေများများတားတဲ့အကြောင်းကိုပြောပြပါဗျာ။မရှိကုန်တင်ကုန်နဲ့ငွေနဲ့ဆိုလို့ရှိရင်တော့ မလို့မှမမြင်ရတာအမှန်ပဲတနေ့မှဟိုတပေါင်းဝင်ဖို့ဆိုတာဖြစ်ဖြစ်နေရောမင်းရှာနေကြရတာလေအောက်ခြေလူတန်းသားတွေကတနေ့မှတပေါင်းကျော်လောက်မရှိဘူးဒါတိတိကျကျဆက်မပြောင်းတပေါင်းကျော်လောက်ဒါတိတိကျ၃ယောက်လောက်ရှိရဲ့အိမ်ဆိုတော့မှတပေါင်းကျော်လောက်ပါစားဖို့စီပီချက်၁၀တောင်းကောင်မှ၁၀၀ဖြစ်နေရတယ်စေကောင်းဝင်ငါတော့ဆန်စီဆန်ရေးပြတ်ချာမှမပါသေးဘူးအဲ့ဒီတပေါင်းဆိုတာဘယ်လိုမှမမှန်မှန်ပါဘူးအနေလေးပေါ့မိသားစု၃ရှိရဲ့ပဲထောင်းကလာတလောက်ကိုမားလေးချက်သိန်းလောက်ကတော့ဖတ်တာပဲစားစားတော့စေပေါ့စားတော့စေအနေဆုံးအဲ့လောက်ထွက်တယ်ဒါတခြားကျမကြီးလူမျိုးလေးမပါသေးဘူး စ်ကောင်စီကဇကွဲ25ရာခိုင်နှုန်းရောပါတဲ့စံချန်တက်အိတ်က16ကောင်ခွဲသတ်မှတ်ထားပေမယ့်ပြည်ပစီခွဲထင်မှာတော့ဇကွဲရောပါတဲ့စံချန်တက်ပြီး9000ကျပ်တက်အိတ်ကို9000ကျပ်ရှိနေပါတယ်။ပေါ်စားကောင်စားတက်ပြီးက6000ကျပ်ဖြစ်ပြီးအလက်စားပေါ်စားတက်ပြီးက9000ကျပ်ရှိနေပါတယ်။စစ်ကောင်စီရဲ့စောင်းစီရင်းနှုတ်လက်ကားစီမှာတော့တပိတ်သာကို6000ကျော်သာရှိပေမယ့်ပြည်ပမှာတော့တပိတ်သာ9000ကျော်ရှိနေပါတယ်။လက်ရှိတပိတ်သာကတော့2000ကျော်ရှိနေတာလည်းဖြစ်ပါတယ်။ တလဝင်ငွေ6တင်းရှိရယ်ပုတ်တိကဝင်နှန်းကြောက်ကလည်းဝင်ငွေနဲ့ထုတ်ငွေမများတောင်းမှုတွေကြောင့်စိတ်သက်သာနေရအောင်ဆိုပါတယ်အရင်ကဆိုတော့ပုံစံပုံစံစားရပေါ့နော်အခုပုံစံတော့မစားနိုင်တော့ဘူးဟိုအရင်ကဆိုဒီမှာတော့ဒီရရလာတာနဲ့ဒီတော့ရတုံးတင်းကညှတာရပေါ့နော်အခုတော့ပုံစံတော့ညာတလားတလားအပြင်မတူတော့ဘူးဒီနည်းနဲ့မနှက်ပြန်နဲ့စီးတော့မတူတော့တဲ့တော့ပေါ့နော်တော်တော်ကြီးကိုဆူဆူဝါထိခိုက်ရတာဒီအိမ်အောင်တစ်ခုမှပေါ့နော်ဒါနေ့စလုံးဒါနည်းနည်းကတော့စီးပွားရေးလုပ်နေရတယ်ဆိုတာတောင်မှပဲဒါဒီမလောက်ငားတဲ့အနေထားတွေမှာရှိရဲ့ တော်တော်လေးလေးစိတ်တက်ကြပါတယ်အခက်ခဲကြီးလည်းဖြစ်တယ်ပေါ့နော်အဓိကကလေးရှိနေတာကြပါဦးပါလေကိုရလာတာနဲ့မလောင်းလာရဲ့ပုံမှာတော်တော်စိတ်တက်ကြမိတယ်ပေါ့နော်စက်ယုံအလုံးယုံနေမှာတော့တရက်အနှိမ့်ဆုံး DJ က6800ကျပ်သားရရှိတာဖြစ်လို့လက်ရှိကုန်စည်တွေနဲ့ကိုက်နေအောင်အခြေခံလောက်ခ DJ ကိုတရက်12000နဲ့အထက်ရရှိဖို့ကိုစက်ယုံလို့တမားတွေကတောင်းဆိုမှုတွေပြုလုပ်နေကြပါတယ်အခြေခံလောက်ခလာစာတွေတိုးဖို့မျှော်လင့်နေကြပါမယ်ပုံစံ နေလဲလိုက်တက်လာမှာကိုဆိုရင်နေကြပါဗျ။ဒါတော့ဒီမှာတို့ကကျွန်တော်တို့အလုပ်သမားတွေအတွက်ကလုံးဝအဆင်မပြေဘူးပေါ့လေ။အခုလည်းလည်းလားလာတိုးတောင်းနေတဲ့ပုံမှာလည်းအာဒီအမောက်တို့ကရသွားပြီဆိုရင်တော့မှကွန်လင်းတော့ကဒီအခုလက်ရှိသေးတဲ့ပုံချက်လာဖို့ပဲရှိတာပေါ့။ကျန်တဲ့မှာတို့တောင်းရတဲ့တင်းတွေကကျန်တဲ့လာနေမှာကွန်မင်းတို့ကလည်းကွန်မင်းတို့တွေကလည်းချက်ချက်လာဖို့ပဲရှိတယ်။အဲအဲ့တော့ကျွန်တော်တို့အနေနဲ့ကဘလောက်ပဲလာကြရည်ဒီလိုပဲ ို့တောင်းလာပြီဝန်ထမ်းညလာတာတို့လာပြီကုန်စင်းတော့မနေဘူးလေအဲလာလာနဲ့လာလာတတ်တာကိုပြီးတော့တက်နေသေးတော့ဝန်ထမ်းညကွာတုံရတုံရလရှင်းနေမှာပဲမေလာနောက်ဆုံးပတ်ထဲမှာတော့အခြေခံစားကုန်တွေရဲ့ဈေးနှုန်းကကျုပ်တလုံးကို950ကျပ်ကစွန်းရွက်ရိုးရိုးတစည်းက900နဲ့တရုတ်ကစွန်းကြီးတစည်းကို1000အထိပေးဝယ်နေကြရပါတယ် တက်တုံကျူတပိတ်တာက2000ဝန်းကျင်တက်တုံနီအကြီးတပိတ်တာ2800ဝန်းကျင်နဲ့မြန်မာကျပ်တပိတ်တာ3000ခွဲကျော်စီပီကျပ်တပိတ်တာ2000ခွဲကျက်နဲ့ဝတ်တာတပိတ်တာ3000ခွဲအထိကုန်ကြနေရတာလည်းဖြစ်ပါတယ်ကျွန်တော်ဝေပါပဲခူးတိုင်းကြောက်တီးမြို့နယ်မှာပေါ်တာဆွဲခံခဲ့ရပြီးစစ်မှုထမ်းနေရတဲ့တပ်သားတစ်3ယောက်အလင်းဝင်ရောက်လာတယ်လို့ပြည်ပကွေးတမတော်အမှတ်3တိုင်အာလာဝကစစ်ကြောင်းစီကသိရပါဗျာ စစ်မှုထမ်းတင်တဲ့အပတ်စဉ်ကိုးတင်တဲ့အတွက်စစ်ကောင်စီလက်အောက်ခံတွေရဲ့မတရားပေါ်တာဆွဲခံရတဲ့အသက်30ကျော်ရွယ်ကိုမင်းမင်းစောကိုဝိုင်းချနယ်ကိုမျိုးစောထွေးတို့ဟာလက်နက်ခဲယမ်းတွေမပါဘဲအလင်းဝင်အောင်လာကြတာဖြစ်တယ်လို့သိရပါဗျ။တင်တဲ့ပြီးကြတဲ့ကခမရ999ကိုပို့ခံထားတာဖြစ်ပြီးအဲဒီကနေမှတစင်ကာကွယ်ရေးတပ်ဖွဲ့တွေကိုချိတ်ဆက်ပြီးထွက်ပြေးလာလို့အလောက်ကစစ်ကြောင်းရဲ့စစ်ကြောင်းမှုဦးကျော်က DV ကိုပြောပါဗျ။အလင်းဝင်လာသူတွေကိုစစ်တပ်ထဲမှာတော်လိုင်းတပ်ဖွဲ့တွေစီကိုအလင်းဝင်ရင်အသက်ခံရတာတွေရှိရဆိုပြီး6လ က်နာတွေရှိခဲ့ကလက်တွေမှာအလဲဝင်လာသူတွေကို PDF တပ်ဖွဲ့တွေကနွေနွေထွေထွေကြိုးဆိုကြတဲ့အတွက်တက်ထဲမှာပြောဆိုတာတွေလွဲနေတယ်လို့ယုံကြည်သွားကြတယ်လို့ပြောရပါတယ်ရှင်ရီဆာရှန်ဒီဗလော့မန့်လုပ်ငန်းတွေမှာလက်တွဲလှုပ်ဆောင်လိုတဲ့တော်လိုင်းအဖွဲ့တွေကို Federal Winds Drone တပ်ဖွဲ့ကခေါ်ယူနေပြီး တော်လင်းတာဝန်ထမ်းဆောင်ရင်ထိခိုက်ဒဏ်ရာရှိခဲ့သူတွေကိုဦးစားပေးခေါ်ယူနေရလို့ Federal Wings တပ်ဖွဲ့စီကသိရပါဗျာ။တော်လင်းတပ်ဖွဲ့တစ်ခုမှာလက်ရှိတာဝန်ထမ်းဆောင်နေသူနဲ့ဆရာနာရှင်ကိုဤပညာနဲ့တော်လန်လိုသူတွေကို Federal Wings Drone ဤပညာတွေတင်ကြားပို့ချပေးမယ်လို့ဆိုပါဗျာ။ Federal Wings အနေနဲ့ drone တွေကိုထုတ်လုပ်ရောင်းချတာမျိုးပြုလုပ်မှာမဟုတ်ပဲ Federal Wings နဲ့လက်တွဲထားတဲ့မြေပြင်တပ်ရင်းတပ်ဖွဲ့တွေရဲ့လိုအပ်ချက်တွေကိုအလင်းမီအောင်ဖြစ်တင်နိုင်ဖို့အတွက်ဦးစားပေးဆောင်ရွက်နေတယ်လို့ Federal Wings တာဝန်ရှိသူက TV ကို ပြောပါရယ် Federal Wings drone တပ်ဖွဲ့အနေနဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ချေမှုန်းတဲ့နေရာမှာဝေဟင်ကနေ drone နည်းပညာအသုံးပြုကတိုက်ခိုက်မှုတွေပြုလုပ်နေပြီးစစ်မြေပြင်မှာလိုအပ်နေတဲ့ drone တပ်သားတွေခေါ်ယူမှုတွေပြုလုပ်နေတယ်လို့လည်းသိရပါဗျာရှင်။ ောင်စီတပ်က PSMS နီးစနစ်ကိုအသုံးပြုပြီးကီအန်ဒီကစစ်ကောင်စီ အုပ်စိုးရဒေသကိုလာရောက်သူတွေရဲ့မှတ်ပုံတင်တွေနဲ့တိုက်ဆိုင် စစ်ဆေးပြီးဖမ်းဆီးတာတွေပြုလုပ်နေကြပါတယ်။နေ့နေ့သတင်းပေးပို့ထားပါတယ်ရှင်။ကင်းနီပြည်နယ်လွယ်ကော်မြို့ရဲပြန်ဝင်လာသူတွေနဲ့စစ်ကောင်စီတပ်စခန်းတွေဖျက်ဆီးသွားလာရသူတွေကိုမှတ်ပုံတင်တောင်းပြီးဆက်တဲထိုးစစ်ရင်ကနေဖမ်းဆီးခံရသူတွေရှိနေပါတယ် မေလ22ရက်နဲ့23ရက်နေ့တွေမှာဒီမော့ဆိုမြို့နယ်ထက်ကစစ်ကောင်စီတပ်စခန်းရှိရာကံ80နားကကြီးကိတ်မှာသားဖားနေရဆရာမတယောက်နဲ့လူငယ်တယောက်တို့ရဲ့မှတ်ပုံတင်ကို PSM စနစ်နဲ့စစ်ဆေးပြီးနောက်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျ။လုံချုံရေးရအတန်အစားထိုးဖတ်ထားပါဗျ။သူတို့ကနေရာတိုင်းမှာစစ်နေတာမှတ်ပုံတင်ထိုးစစ်လိုက်ရင် KB ဘာနာမီနဲ့ဖွင့်ထားတယ်ဆိုတာပေါ်တယ်။အဲ့ဒီအတွက်ခီးသွားပြီဆိုရင် KB ကိုမတုံးတော့ဘူး။ ဆီယမတယောက်လည်းဖမ်းမိတယ်ဒီလာထဲမှာပဲ PSC ကိုလှူရဲဆိုတဲ့သဘောမျိုးနဲ့ဟိုဒီနေ့ကလည်းတာဖာနှစ်ယောက်ဖမ်းသွားတယ်အဲ့ဒါတွေကတော့ရဲစခန်းမှာပဲထားတယ်ကျန်တဲ့သူတွေကအပြင်မှာထားတာသူတို့စီကနေတည်နေနိုင်နေတယ်လို့ပြောတယ်မတ်လလောက်ကနေစပြီးမျိုးပြကစစ်ကောင်စီစိုးမိုးရနေရာဒေသတွေမှာ PSM စနစ်ကိုအသုံးပြုပြီးဖမ်းဆီးမှုတွေရှိနေတဲ့အပြင်တိုင်းရင်းသားဒေသတွေမှာလည်းအဲ့ဒီစနစ်ကိုအသုံးပြုပြီးဖမ်းဆီးတာတွေရှိနေတာပါ PSMS Person Scrutinization and Monitoring System ဆိုတာ ညရည်တုနိပညာ AI သွင်ပြင်မသားခြင်းနိပညာဗဟိုချုပ်ကင်မှု CCTV စောင့်ကြည့်ရေးနိပညာနဲ့နိုင်ငံသားတွေရဲ့ချက်လက်တွေကိုစူးစီးသိမ်းဆည်းထားတဲ့ National Database တို့စုပေါင်းအလုပ်လုပ်တဲ့စနစ်တစ်ခုလို့ဆိုနိုင်ပါတယ်။ပြည်နီမှာဖမ်းဆီးထားသူတွေကို Record Yes Scan ထဲမှာထိမ့်သိမ်းထားပြီးတရင်ချက်လိုက်ရယူတာတွေလည်းရှိနေတယ်လို့သိရပါတယ်။အဓိကခီးသွားလာရာအပြင်သွားလာရာမှာအထူးဂယူဆိုင်ဖို့ပေါ့နော်။ကြကြလှုပ်ရှားသူတွေအနေနဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့အထူးဂယူဆိုင်တင်ပါတယ်။ Lemesis နေပါနေရ ာမျိုးတွေအာသူတို့ဒီထုတ်ပြန်ထားတဲ့စည်းရုံးတွေမှာပါနေရမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဒါတွေအပြင်ဒေါ်လာရေးအတွက်ပဲဖြစ်ဖြစ်လူရမ်းမှုတွေပြုလုပ်တဲ့အခါတွေဆိုလို့ရှိရင်လည်း mobile banking တွေကနေပြီးတော့ငွေကြေးလွှဲပြမှုပြုလုပ်တာတွေဆိုလို့ရှိရင်လည်းအထူးပြုဆိုင်ဖို့လိုတယ်ပေါ့နော်ဖြီးတွင်းဖြီးပါသွားလာလှုပ်ရှားတဲ့နေရာမှာဆိုရင်လည်း hotel တွေတဲခုတာအစားတိုးတိတ်တိတ်နဲ့သွားလာလှုပ်ရှားနိုင်လို့ဆိုရင်တော့အကောင်းဆုံးပဲ social media တွေကနေလည်းစောင့်ကြည့်လေ့လာမှုတွေရှိနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့လူမှုကွန်ရက် social media တွေပေါ်မှာ သုံးနေဆိုလို့ရှိရင်တကြလို့ရှာမှုတွေပြုလုပ်တယ်ဆိုလို့ရှိရင်တနိုင်သမျှနာမည်အရင်းနဲ့မသုံးဘူးပေါ့နော်အာမဖြစ်မနေနာမည်ရင်းနဲ့သုံးဆွဲပြီးလှူရှာမှုတွေပြုလုပ်တဲ့နေရာမှာဆိုလို့ရှိရင်လေလုံခြုံရေးနဲ့ပတ်သက်တဲ့အာဒီလှူဆောင်ချက်တွေကိုအထူးပြုဆိုင်ပြီးတော့သတိပြုသုံးဆွဲဖို့လုံခြုံရေး setting တွေချိန်ကြီးထားဖို့ပြီးတော့ကိုယ်ကိုယ်တာချက်လက်ကာကွယ်ရေးနည်းစနစ်တွေကိုသိချာလေးဆောင်ရွက်ထားပြီးမှသုံးဆွဲဖို့ဒါတွေပြုလုပ်ဖို့အကြံပြုချင်ပါတယ် ကင်းဒီမှာလဲမက်လာလောက်ကလေးကနေဖန်းစီခင်ရသူတွေရှိနေပေမဲ့အင်တာနက်အခက်အခဲလန်ကီခက်ခဲတွေကြောင့်အရေးအတွက်တိကျတိရဖို့ကိုတော့ဆက်လက်စုံစမ်းနေပါတယ်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ပြားမှာမက်လာကနေမေလအတွင်း PSMS စနစ်ကိုအသုံးပြုပြီးဖန်းစီထိန်းသိမ်းထားသူ1600ကျော်တိရှိနေပြီလို့စစ်တပ်ဝါဒဖြန့်မီဒီယာတခုကဖော်ပြထားပါတယ်ဒီမှာနည်းနည်းမှာအခုဆက်လက်ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးဦးမှာပါ Thank <laughs> you. ရုရှားသမ္မတဗလာဒီမာပူတင်အမေရိကသမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဗလာဒီမာဇလန်စကီတို့ထိပ်သီးဆွေးနွေးပွဲဟာဖြစ်နိုင်ပေမဲ့ဥတီချက်လမ်းကြောင်းအမျိုးမျိုးတခြားကိုယ်စားလှယ်အဖွဲ့တွေကြားဆွေးနွေးမှုရလအဖြစ်သာဖြစ်လာမယ်လို့ရုရှားသမ္မတနန်းတော်ပြောခွင့်ရကမေလ28ရက်နေ့မှာပြောခဲ့ပါတယ်ရုရှားအမေရိကန်နဲ့ယူကရိန်းသမ္မတတို့အကြားတွေ့ဆုံမှုဖြစ်ပေါ်လာနိုင်ခြေရှိမရှိမေးမြန်းတာမှာရုရှားကရည်တည်ချက်ကိုမပြောင်းဘူးလို့ခရမလင်နန်းတော်ပြောခွင့်ရဒမီထရီဖဲကော့စ်ကပြောခဲ့ပါဗျာ ။ထိပ်သီးစည်းဝေးတရက်ကိုကိုယ်စားလှယ်အဖွဲ့တွေကသဘောတူထားတဲ့တရားအစီအစဉ်တွေနဲ့ရှေ့ဆက်ရမယ်လို့လည်းသူကဆက်ပြောပါရယ်။ထရနီပူတင်တို့သုံးနိုင်ငံတွဲဆောင်ပွဲအတွက်အဆင်သင့်ဖြစ်နေပြီလို့ဇလန်စကီကမေလ29ရက်နေ့မှာပြောခဲ့ပါရယ်။နောက်တစ်ကြိမ်တိုက်ရိုက်ဆွေးနွေးပွဲကျင်းပမယ့်နေရာကိုဆုံးဖြတ်ချက်မချရသေးပေမဲ့အဲ့ဒီနေရာဟာနှစ်ဖက်စလုံးနဲ့ကိုက်ညီတဲ့လို့ဖဲကိုစ်ကပြောခဲ့ပါရယ်။အစောပိုင်းကရုရှားနိုင်ငံသား၏ဝင်ကြီးစာဂီလာရော့ဖ်ကဗာတီကန်မှာဆွေးနွေးပွဲကျင်းပမယ့်စိတ်ကိုပယ်ချခဲ့ပါသေးတယ်ရှင်။ အခုဆက်လက်ပြီးအားကစားသတင်းကိုပြောပြပေးပါပါမလေးရှားနိုင်ငံမှာယာတီတိုခြေစမ်းပွဲလာရောက်ကစားတဲ့ Manchester United အသင်းဟောင်းမြမလက်ရွေးစင်ကစားသမားမောင်လွင်ရဲ့အတွင်းကိုကြောင့်ရှုံးပွဲတွေ့ခဲ့ရပါတယ်။ ASEAN All Star အသင်းရဲ့ပွဲထွက်လူစီရဲမှာမောင်လွင်မပါဝင်ခဲ့ပေမဲ့ပွဲချိန်54မိနစ်မှာလူစားဝင်ကစားခွင့်ရခဲ့ပြီး18မိနစ်အကြာပွဲချိန်81မိနစ်မှာမောင်လွင်ကအနိုင်ကိုသိမ်းယူခဲ့တာပါ။ ။ Australia Sagesses ရဲ့ကွင်းလယ်ကနေပေးပို့လိုက်တဲ့ဘောလုံးကိုမမောင်လွင်က Man U လူငယ်နောက်ခံလို Golfwell Conkey ကိုတော်ဖြတ်ပြီးဂိုးသမားတွန်ဟီတန်နဲ့အတွေ့မှာအပိုင်ကန်သွင်းသွားခဲ့တာပါ။မမောင်လေးရဲ့အနိုင်ကိုဟာနီးပြအောင်မရင်နဲ့မန်ယူအသေးအတွက်ဖိအားပုံများသွားစေခဲ့ပြီးပရီးမီးယားလိဂ်နဲ့ယူရိုပါလိဂ်မှာရလဒ်မကောင်းဖြစ်ခဲ့ပြီးတဲ့နောက်ရှုံးပွဲထပ်တွေ့ခဲ့ရတာပါ။ အသက်26နှစ်ရှိတဲ့မြမလက်ရွေးစဲအသင်းကောင်းဆောင်မမောင်လင်ဟာ2015 U20 ကမ္ဘာဖလားမှာပါဝင်ကစားခဲ့သူ ဖြစ်ပြီး2019ခုနှစ်ကစတင်ပြီးလက်ရွေးစဲအသင်းကြီးမှာစတင်ရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြတာပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်စွက်ပြီးတင်ဆက်ပေးဦးမှာပါကျမတို့ငူးခတ်တာပါကျေးဇူးတင်ပါတယ်ရှင် Thank yeah. you.